မင်္ဂလာပါရှင်။ Somni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တက်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့စစ်ဘရင်ရာစာတီတွေရဲ့အပက်ခံမီဘရာတလမိတ်တော်အကြောင်းကိုတက်ဆက်ပေးသွားခြင်းပါရှင်။ တလမေထောဆိုတာကဟန်တာဝရီပြည့်ရှင်စစ်ဘီယင်းမင်းကြီးရာစာတီတွေကဗညာရွယ်ရဲ့ပထမဆုံးသောမိဖုရားကြီးဖြစ်ပါတယ်ဗညာရွယ်ဟာရာစာတီတီဟူ၍စစ်ဘီယင်းပြည့်ရှင်ကြီးဖြစ်မလာခင်မှာစင်ဖြူရှင်ဗညာဦးရဲ့သားတော်များထဲမှာတပါးဖြစ်တော်လဲရုပ်စင်းအင်ကာကြံတန်းလွန်လာကြောင်းဖခမဲတော်ကိုယ်တိုင်ကမချစ်ခင်နှဲ့ရွာမဆန်ခင်အတိထိနှံမပေးတိုင်ဟုအမှားကြခဲ့သည့်အတိစွန့်ပစ်ခြင်းခံထားရတဲ့မင်းသားတပါးလည်းဖြစ်ပါတယ်မေတော်မွေတော်သီရိမာယာဒေဝီဟာဆိုရင်ဗညာရွယ်ကိုမွေးပြီးမကြခင်မှာပဲကံတော်ကုန်ခဲ့သလိုအမိမေသား ရုပ်ရည်စံတန်းသောမင်းသားအဖြစ်အရင်းတော်မဟာဒေဝီတထဲကနေကြီးပြင်းလာရသူလည်းဖြစ်ပါတယ်။မွေးရမှာရမအဆက်ပါတဲ့အတွက်ကြောင့်အပတ်သုံးငယ်လို့ခေါ်တွင်ခဲ့ပါတယ်။အဖေတူမေခွဲတော်သူမိဖုရားများထဲမှာတပါးဤသမီးတော်နှစ်ပါးဖြစ်တဲ့တလမေထောနဲ့တလမေသီရိတို့နဲ့အတူကြီးပြင်းလာရမှာတလမေသီရိအားဇင်းမယ်သူဆက်သခံရချိန်မှာဖညာရွယ်ကအသက်15နှစ်အရွယ်အချိန်ဖြစ်တာကြောင့်တလမေထောနဲ့ချစ်ကျွမ်းဝင်ခဲ့ပြီးတော့တလမေထောကိုတကုံဘတ်သို့ခိုးပြေးခဲ့ပါတယ်။နှစ်ဦးလုံးကိုမုံညက်မှာပြန်လဲဖန်ထားပြီးတော့ဖခင်မဲ ော်ဖြစ်သူမှာအမျက်တော်ရှာလွန်း၍အလွန်ချစ်မြတ်လို့ရသောသမီးတော်ဖြစ်သူကိုလက်သက်ခံပေတော်လဲသားတော်ဖြစ်သူပညာရွယ်ကိုတော့အကျဉ်းချချုပ်ထားခဲ့ပါတယ်။အကြီးတော်နားချလွန်းတာကြောင့်ပညာရွယ်ကိုအကျဉ်းမှလှုပ်ပြီးတော့လက်ချက်ပေးလိုက်ပါတယ်။သူတို့နှုတ်မှဖွားမြင်လာသောသားတော်ကိုအဖို့ဖြစ်သူပညာဦးကချစ်ခင်ယူရစွာဖြင့်ဘောလုံးအေဂျန်တော်လို့အမည်ပေးခဲ့ပါတယ်။ဖခင်မဲတော်ပညာဦးနာမကျန်းဖြစ်နေချိန်မှာတော့တလမေထောရဲ့အမတော်တလမေသီရိရဲ့ခင်မွန်သမိန်မယူးနဲ့အကြီးတော်မဟာဒေဝီတို့အညီဆုံးကပူးပေါင်းပြီးတော့ပုံကံမှု းစားနေချိန်မှာတော့ပညာရွယ်ဟာထောင်ထားခြားနာရန်ဟန်တာဝရီမှာတကုံတို့ချီတက်လာခဲ့ပါတယ်စစ်ချေသည့်ထုံနှံ့နေအရာမိဖုရားဖြစ်သူကိုပါခေါ်သွားရမည်ကိုတလမေထောတို့သားမီအားခေါ်သွားခြင်းမပြုခဲ့ပါဘူးမိမိနေကြစဉ်အစွပယ်ခံမင်းသားဘဝတွေကပါရမီဖြစ်လာသူတလမေထောမင်းသမီးအနေနဲ့ဘာကြောင့်အချစ်ပြဲလိုများထားခဲ့တယ်လဲဆိုတာကိုနားမလည်ရှာပါဘူးတကုံတို့စစ်ချေတက်ပြီးတော့ရှစ်လအကြာမှာဟန်တာဝရီထီးနှံကိုတင်ပိုက်လို့ရာစာတိတိအပွဲခံယူကဗရဒရစ်နိုင်ငံအများပြား၌စီရေးပြိုင်အနိုင်ရလို့သူရဲကောင်းဘရင်တို့ 2ဦးဖြစ်လာချိန်မှာတော့တလမီထုံးအနေနဲ့ချက်ရသူခင်မွန်းယောက်ျားဗညာနွယ်နဲ့ဝေးတဲ့ဝေးစုပြည့်ခံရတဲ့အပယ်မီဗျာတစ်ပါးဖြစ်လာပါတော့တယ်။ဗညာနွယ်တကုံမှာရှစ်လာကြာနေထိုင်စဉ်ကကမပိုင်တင်သားရှိသူမွေမနိတ်ခေါ်စီသေးမကို ပထမအနေနဲ့မီဗျာအဖြစ်တော်ကောက်တယ်လို့ဒုတိယအနေနဲ့နက္ကသရွာသူမွေတင်ကိုလည်းတော်ကောက်ကမီဗျာမြောက်ခဲ့ပါတယ်။ဗရင်မှန်လို့ရှိရင်မီဗျာများသည်ကထုံးစံဖြစ်တော့လေမိမိဤအကျေမရနေရမှာတော့စီသေးမမွေမနိတ်ကိုတော်ကောက်ခါမီဗျာအရာပေးသည့်အထိမိမိမှာအမျက်တော်လျှောက် တဝင်းမကြောင်းတော့လဲနန်းညွန်းနန်းရမင်းသမီးကြီးပထမမိဖုရားကြီးမိမိချက်စီတယ်မဘဝမှာလာတော့မိဖုရားကိုပုံမအလေးပေးခါပြီးရရစာဒေဝီဘွဲ့ကို ပေးရခါအထူးချစ်ခင်အလေးပေးခဲ့ပါတယ်ထို့အတူငကရာရွာသူမှုတင်ရှစ်စောပူရဲ့မေတော်ကိုလည်းလာတုတ်တမာယာဟုဘွဲ့အမိပေးခဲ့ပါတယ်အချစ်ဆိုဒီမှာမိမိနေရတစုံတူးကိုအစားထိုးရာယူဆိုလျင်ဖခင်မဲတော်သဘောမတူတီကြအမျက်တော်ရှခံဘာကြောင့်များမိမိအားခိုးယူပေါင်းသိမ်းခဲ့ပါသနည်းအစားတဲကမချစ်မနစ်တဲ့ယူမှန်လျင်လက်ထက်ယူပေါင်းသိမ်းပြီးမှဘာလို့စွန့်ပြစ် ်ထားပါသည်။နန်းညွန်တော်ဝင်မင်းသမီးတစ်ပါးဖြစ်ပါလျက်ပညာရွဲ့ရှင်ဘရင်ဖြစ်လာသည့်တိုင်ငယ်ချစ်မိဖုရားမိမိကိုတာမန်အရက်သူထံပို့မို့အရေးပေးချစ်ပြတာထံပို့၍ရင်နာစိတ်ထိခိုက်ရာလွန်၍ပညာရွဲ့ထံမှ CO နဲ့ချင်းွက်တစ်ခုကိုအရွယ်တိုင်းလက်ဆောင်ပါသည်ကပဲအချစ်ပြဲစားမှာအမျက်တော်ပူရှားလို့အမောဝင်လာလေသလားတလမိထောမှာအချစ်မှာတိုင်ရင်ပို့၍ရှုံးလာရပါပြီပညာရွဲ့ဟာပကိုးတို့ပြန်လဲချစ်တက်လာပြီးတော့ဘရင်အဖြစ်အသက်16နှစ်အရွယ်မှာထိနေသိမ့်อยู่ပြီးတဲ့နောက်23နှစ်အထိရာစပိတ်သိက်ခံယူခဲ့ပါတ တယ်။အရက်သူဘဝမှာကောက်ယူထားသောမိဖုရားနှစ်ပါးကိုဘွဲ့တော်အတီးတီးပေးရပြီးပိသိက်ခံတော်လဲတလမေထောကိုတော့ဘွဲ့အမိပေးခြင်းအတူပိသိက်ခံခြင်းမပြုဘဲပြစ်ပယ်ထားခဲ့ပါတယ်။တလမေထောကိုအခေါ်တော်လှုပ်တော်လဲအချော့ခံလို့သူမိဖုရားအနေနဲ့စိတ်နာရင်ငိုလို့သာနေသောမိမိသားဖြတ်သူဘော်လော့အဲချန်းကိုကောက်ချီယူသွားသည်ကိုလည်းမတားနိုင်မဲနေခဲ့ရပါတယ်။ဘဲညိုးကြောင်များငယ်ချင်းဖြစ်သူမိမိကိုစွန့်ပစ်လို့နေရတယ်လဲမသိရ။တနေ့တနေ့အယူမီဝိုင်းငွေရကျွေးရနဲ့တည်တည်ထက်ပိုဆိုးလာရပါတယ်။ဒီနေ့မှာတော့ဖခင်မဲတော်ပေးအပ်ချင်းမြင့်ခဲ့ သောလက်ဝဲယတနာတို့ကိုအမတ်တိန်ကိုလှုပ်ခါတင်းယူခိုင်းသည့်အထိမိမိခင်မွန်ပညာရွယ်ကရက်ဆက်လာပါတယ်။တံမိုးအကြီးဆုံးလက်စွပ်စနက်ကွင်းကိုစတုံးမှာတင်ထားရသည်ကိုအမတ်တိန်ကသိတော့လဲမင်းသမီးတလမီထောဤစတုံးကိုမထီရဲ၍အမတ်တိန်ကငိုခဲ့ရပါတယ်။ရာစာတီး၍ကိုရိုင်းကစတုံးကိုဖြည့်၍ယူခဲ့ရမည်လို့မှားကြားလိုက်သောအမိကြောင့်အထိနာကလက်စွပ်စနက်ကွင်းကိုကိုရိုင်းထုတ်ပေးခဲ့ရပါတယ်။မချစ်တော်သူနဲ့ပေါင်းရသောဒုက္ခချစ်တော်သူနဲ့ကိုယ်ကင်းရသောဒုက္ခတွေထက်ဆိုးဝါးလာသောမိမိချစ်တော်သူဤပြစ်ပင်ရက်ဆက်မှုတမ်းမှပို၍ရနာရပါ ါတယ်။ငချစ်မရဖြစ်ပါလျက်မထောက်ထားသောညှို့မွေဖွဲ့ရက်ဆက်နေသောရာစာတိတိရဲ့လောက်ရကြောင့်စိတ်ချုံနာကြကတိမ်မဖုံနဲ့တမယာရော၍မိမိကိုယ်ကိုအစိတ်တောက်တက်သေးခဲ့ပါတယ်။တလမေထောတေသွားသည့်အထိဒီမာရင်ဇလန်းကမပြတ်ခဲ့ပါဘူး။တေသွားသည့်အထိမိမိအပေါ်မှာအမုန်းမပြေချက်ကမိမိတို့နှစ်ဦးသားချစ်ကျင်နာစဉ်ကမွေဖွားခဲ့သောသားကိုအရွယ်ရောက်သည့်အထိအထိန်တော်နဲ့မွေးခဲ့ပြီးမှမင်းပြိုမင်းလင်အရွယ်မှာတော့စိတ်ရည်လိုက်စားသည်ကိုကြည့်ပြီးပုံကံမိအထင်နဲ့မိမိနဲ့တလမေထောရဲ့သွေးသားဘလော့အေဂျင်တော်ကိုတက်စီခဲ့ပါတယ်။ရာစာတိတိရဲ့ ဲ့မတရားတဲ့မိမတယောက်အပေါ်ကအညိုဟာဒီမှာပဲအဆုံးသက်သွားပါတော့တယ်။ဘာကြောင့်များညှိုးမွေဖွဲ့ရက်ဆက်ရတဲ့လဲအကြောင်းရင်းတိချာမသိသလိုဖခမဲတော်ရဲ့ချစ်ခင်မှုအထုခံရသောတလမီထောဟာဆိုရင်ဖခမဲတော်ရဲ့အညိုညင်ခံမင်းသားပညာရွဲ့ရဲ့ဖခင်ကိုတိုင်းကနဲ့ရွာမဆန်ခင်ကကိုထိနဲ့မပေးနဲ့ဟုမှားကြခဲ့တာကိုစိတ်နာလွန်းလို့ကိုတိုင်းတိုက်ပွဲဝင်ပရင်ဖြစ်လာချိန်မှာတော့ဖခမဲတော်ချင်းရသောတလမီထောမင်းသမီးကိုအညိုထွားရက်ဆက်လေသလားလို့ပဲတွေးမိပါတော့တယ်။ဒီနေ့တိဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုတော့ဒေါက်တာမတ်တင်ဝင်းရဲ့ရာဇဝင်ထဲကမိမသားများစာအုပ်မှာလေ့လာမိသလား တင်ဆက်ပေးသွားခြင်းပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါရဲ့ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ပွဲသမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။